Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်ကရေကြတာထမ်းပါလဲအသေးရွယ်လေးတွေကြံနေတာနဲ့လွယ်လွယ်ကူကူလေးပဲလက်ဖက်ထမင်းတုပ်လေးအလွယ်တုပ်စားဖြစ်လို့ပြုလုပ်နည်းလေးကိုတောင်းဆိုထားတဲ့သူများအတွက်ဖြူဝတ်တခါတဲ့ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်ရှင်အရင်ဦးဆုံးဖြူတို့ပါဝင်ပစ္စည်းလေးတွေကိုအစစ်သိထိထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ဖြူဝတ်ကြက်တော်နေကိုလည်းတုံးထားတယ်ပေါ့နော်ကြက်တော်နေတလုံးကိုပပလေးတွေအရင်ထိထားပေးလိုက်ပါတယ်ရှင် ဒီနေရာမှာချက်တော့အနက်ကိုမကြိုက်ဘူးဆိုလို့ရှိရင်မထက်လည်းရပါရဲ့နော်ချက်တော့နေတလုံးကိုပပလီပြီးတာနဲ့ချက်တော့ဖြူနှမွာစာလောက်ကိုလည်းခက်ပပနေထားလေးတွေလိထားပေးလိုက်ပါဒီနေ့မှာတော့ကြံနေတဲ့အသေးရွက်လေးတွေဟိုနဲ့နဲ့ဒီနေ့နဲ့ထည့်ပြီးတော့ပေါ့နော်ရောပြီးတော့တုပ်စာဖြစ်ပါတယ်ရှင်အသေးရွက်ကတော့ဒီလောက်မစုံလဲရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြူကခရမ်းချီတည်တဲ့ထည့်ထားတယ်ဂေါ်ဘီလည်းထည့်ထားတယ်ပေါ့နော် ပီယာနန်ဖြိုးကဂေါ်ဘီနှင်းငယ်ကိုလည်းခက်ပါပါနေသားလေးတွေထိထားပေးလိုက်ပါဒီ copy ဆိုလို့ရှိရင်တော့တချမ်းစာလောက်ကရေလွန်နေပြီပေါ့နော်ရေကလေးတားထဲမှာထည့်ထားတာကြတော့လေတိတ်တော့မကောင်းတော့ဘူးပြီးရနဲ့ငှုပ်သီးနေလေးလင်းကားတောက်လောက်ကိုလည်းခုလိုမျိုးလေးပပလေးတွေအစင်းသိလေးထားပေးလိုက်ပါရရှင်ဒီနေရာမှာငှုပ်သီးမစားရင်မထက်လည်းရပါရဲ့နော်ငှုပ်သီးလှီးပြီးတာနဲ့ခဲချီသီးတလုံးစာကိုလည်းခုလိုမျိုးလေးအထုံးသေးသေးလေးတွေလှီးထားပေးလိုက်ပါရရှင် ဒီနေရာမှာဖြိုးလို့မျိုးမဟုတ်ပဲနဲ့ပေါ့နော်ခရမ်းချစ်သေးကိုခပ်ပပနေထားလေးတွေလှိပေးမယ်ဆိုလည်းရပါတယ်ရှင်ဖြိုးကတော့ခုလိုမျိုးလေးအတုံးလေးတွေတုံးထားတယ်ပေါ့နော် အိမ်မှာနေရတာလည်းတနေ့တနေ့ဘာချက်ရမလဲစဉ်းစားရတာပေါ့နော်တော်တော်လေးကိုကောင်းစားပါတယ်ဒီနေ့တော့အိမ်မှာဟင်းမချက်ပဲနဲ့ပေါ့နော်အဖက်ထမင်းတုပ်လေးပဲအလွယ်တုပ်စားဖြစ်ပါတယ်တမယာသေးနှစ်စိတ်လောက်ကိုလည်းအစင်သိထိထားပေးလိုက်ပါတယ်ကဲပါဝင်ပစ္စည်းလည်းအားလုံးစိတ်သိဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့အဖက်ထမင်းတုပ်ပေးရန်အတွက်သုံးမခွက်လေးထဲကိုဖြူတို့ထမင်းကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်နော်ပြရနေဖြူကလက်ဖက်ထုပ်ကိုသုံးထုပ်စာလောက်ကိုဖောက်ထည့်ပေးထားလိုက်ပါတယ်ဒါကတော့ဖြူအမျိုးသားနဲ့နှစ်ယောက်စာပေါ့နော်နှစ်ယောက်စာသုံးမှာဖြစ်ပါတယ်ရှင်နည်းနည်းတော့များ ားတယ်ပေါ့နော်သုံးဟာထမင်းอ่ะပြီးရင်တော့အစင်သစ်လေးထားတဲ့အသေးရွက်လေးနဲ့ဒီပစုံ6လေးနဲ့ငဲကိုထည့်ပြီးလို့ရှိရင်တော့ရတာအတွက်ကအသားမှုန်နေငယ်ပြီးတော့ငံပြိုင်နေငယ်နဲ့တက်မြတိလေးတစ်စက်လောက်ကိုညှိထည့်ပေးထားလိုက်ပါတယ်နောက်ဆုံးကြမှာပြုလို့ဒီဟင်းချက်တဲ့စီလေးနှင်းငယ်ကိုထည့်ပြီးလို့ရှိရင်တော့သမတော်အောင်လဲတော့ပေးလိုက်ပါမယ်နော်အားလုံးကိုနှက်တော်အောင်သိချာလေးတုတ်တော်ပေးလိုက်ပါရစေ အကောက်ကဟိုနဲ့နဲ့ဒီနဲ့နဲ့ထက်လိုက်တာပေါ့နော်အများကြီးရပါတယ်နှစ်ယောက်တော့စားမကုန်ဘူးပေါ့နော်ပြီးတော့အရင်လက်စားကောက်ပါတယ်ရှင်အိမ်မှာဘာချက်လွတ်ချက်မှမသိရင်ခုလိုမျိုးလေးတုတ်စားကြည့်ပါနော်အရင်စားကောက်ပါတယ်ကဲဖြိုးတော့တုတ်သွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရက်သားပေါငန်ကိုမြည်ကြည့်ပေးလိုက်ပါမယ်နော်ရက်သားလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့လက်ဖက်ထမင်းတုတ်လေးရတော့ရပါပြီရှင် ရပြီဆိုလို့ရှိရင်တော့ဖြူလို့စားမကဲထဲထည့်မယ်ပြီးရင်တော့ကျုပ်ကြော်လေးထည့်မယ်တခွားသေးလေးထည့်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့အရင်လက်လွယ်ကူရရှိပြီးတော့စားလို့အရင်ကောင်းတဲ့ဖြူတို့ရဲ့လက်ဖက်ထမင်းတုပ်လေးရတော့စားဖို့အဆင်ပြေနေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလက်လွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေပဲလုပ်ဖြစ်နေပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะဒါဆိုဖြူနောက်ဘက်သစ်တွေမှာပြန်ဆုံကြမယ်เนาะအားလုံးအပိုင်း